ဥပါဒတန္တိကြံဥပါဒတန္တိဆိုတာဘေးရန်အပူငိမ့်ချောင်းတရားကောင်းဖြစ်ပါတယ်လောကမှာဘေးရန် ပူတွေမှန်သမျှဟာ လောဘဒေါသမောဟကမြစ်ဖြားခံလာကြတာဖြစ်ပါတယ်ယရဏ၃ပါးဆိုတာ အဲ့ဒီလောဘဒေါသမောဟစတဲ့ကိလေသာဘူးခတ်သိမ်းကို လုံးဝအရှင်ပယ်ပြီးကာမအနိုင်ယူပြီးကာမဘယ်တော့အခါမှ ပြတ်မဖြစ်ရအောင်ပယ်ပြီးကာမယေရနာအဖြစ် ရောက်ရှိလာခဲ့ကြတာဖြစ်တယ်။ဒါကြောင့်အပူငိမ့်တဲ့ယေရနာ၃ပါးကိုအာယုံပြုပြီးတော့ရွတ်စုပွားများ နှလုံးသွင်းတဲ့ပုံကူတွေဟာလည်းပဲအပူဘေးရန်မျိုးစုံငြိမ့်ကြပါတယ်ဥပါဒတန်တိဆိုတာဟာယရနာသုံးပါးရဲ့ဂုံကျေးဇူးတွေကိုအဓိကထားပြီးတော့ဖော်ပြထားတဲ့တရားဖြစ်ပါတယ်ယရနာသုံးပါးရဲ့ဂုံကို အာယုံ ပြုကြတယ်ဆိုတာ မိမိတန်တမာအရှိန်ဝါကင်းမဲ့ပြီးတော့အပူမျိုးစုံတွေကိုဖန်တီးပေးတဲ့လောဘဒေါသမောဟတွေကိုပယ်ရှားပြီးတော့အရှိန်ဝါကြီးမားတဲ့တရားစွမ်းအားများကိုအစာသွင်းပေးခြင်းလည်းဖြစ်ပါတယ်။ဘေးရန်အပူမျိုးစုံဖန်တီးပေးတဲ့လောဘဒေါသမောဟတွေနဲ့ စိတ်ကိုအ ਨੇ စုံခက်ခွာခွာ ခွာပြီးခြင်းလည်းဖြစ်ပါတယ်အရှိန်ဝါကြီးမားတဲ့ယေရနာစွမ်းအားတွေကိုအာယုံပြုပြီးကိုတန်တန်မှာအရှိန်ဝါကြီးမားတဲ့တကူစွမ်းအားတတ္တိပြည့်ဝတဲ့စိတ်ကောင်းစွမ်းအားကောင်းတွေကို ဖြစ်သွင်းပေးတာလည်းဖြစ်တယ်အာဂုဇရာဆိုတာ အကြောင်းကျအဆက်အသွယ်အနေနဲ့၃မျိုးရှိပါတယ် ံပါတ်1မိခိုရာအာကုဇရာယန္တနာ3ပါးနဲ့ယန္တနာ3ပါးကြောင့်အည်သွေးတောက်ပြောင်နေကြတဲ့သူတော်ကောင်းတွေပုဂ္ဂိုလ်တွေဟာမိခိုရာအာကုဇရာဖြစ်ပါတယ်မိခိုရာအာကုဇရာကမြစ်ထဲချောင်းထဲတွင်းထဲကန်ထဲမှာရှိတဲ့ရည်ကျူရည်ကောင်းတွေနဲ့တူပါတယ်နံပါတ် မိခိုတက်မိခိုနိုင်သောအာကိုစရာအရေးချင်းရှိတဲ့မိမိကိုပြောတာပါအရေးချင်းရှိတဲ့မိမိဆိုတာနံပါတ်1တရားတရားရှိရမယ်အစွမ်းတတိပြည့်ဝတဲ့ယန္နာ3ပါးနဲ့ယန္နာ3ပါးတရားကိုယုံကြည်လက်ခံရမယ်ကံကံရဲ့အကျိုးကိုယုံကြည်တယ် ကံကံရဲ့အကျိုးကိုယုံကြည်တယ်လို့ခေါ်ဆိုရတဲ့ကိုယ်အစွမ်းကိုလည်းကိုယုံကြည်လက်ခံရမယ်သူကစိတ်ကိုတန့်စင်ပြီးတော့ပေးပါတယ်နံပါတ်2ကျမ်းမာရေးကောင်းရမယ်နံပါတ်3ယူတာဖြောင့်မတ်စိတ်ဓာတ်ဖြူစင်ရမယ်နံပါတ်4ကမိ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 ရဲ့လုံလဝရိယကို စွမ်းအားတွေပေါ်လာအောင်နိမ့်မှန်လမ်းမှန် စနစ်မှန်အဖြစ်ကြိုးစားအထောက်နိုင်စွမ်းရှိရမယ်။နံပါတ်၅အရှိကိုရှိတိုင်းကြီးစုသုံးသက် ဆုံးဖြတ်နိုင်တဲ့တမာဒိဋ္ဌိစစ်စစ်ဖြစ်တဲ့အသိဉာဏ်ပညာရှိရပါမယ်။အဲ့ဒါကမိခိုတက်မိခိုနိုင်သောအာကုဇရာသူကမြစ်တဲ့ချောင်းတဲ့တွင်းတဲ့ကန်တဲ့မှာရှိတဲ့ရေကျူရေကောင်းတွေ ကိုအိမ်ကိုနေရာရောက်ရှိလာအောင်အိုးနဲ့ခတ်ယူတာနဲ့တူတယ်ဘုံနဲ့ခတ်ယူတာနဲ့လည်းတူတယ်ပိုက်လိုင်းနဲ့တွေ့ပြီးတော့ယူတာနဲ့လည်းတူပါတယ်နံပါတ်3မိခိုလိုက်လို့ရလာတဲ့အာကိုးစရာ ကိုတန်တန်မှာရောက်ရှိလာတဲ့ကောင်းမှုတရားများကိုပြောတာပါ အရေချင်းရှိသလောက်ကုသတ္တမစွန့်အားတွေအရေသွေးတွေဆိုတာ ရောက်လာစမြဲပါမိခုလိုက်လို့ရလာတဲ့တရားစွန့်အားတွေဆိုတာကမြစ်တဲ့ချောင်းတဲ့တွင်တဲ့ကန်တဲ့မှာရှိတဲ့ရေချူရေကောင်းတွေကိုအိုးနဲ့ပုံးနဲ့ခိုက်ယူလိုက်တဲ့အခါပိုက်လိုက်နဲ့တွေ့ယူလိုက်တဲ့အခါကိုယ်အိမ်ကိုယ်နေရာကို ရေချူရေကောင်းတွေရောက်ရှိလာတာနဲ့ တူပါတယ်တကယ်အာကိုးစရာစစ်စစ်ကကိုယ်တန်တမှာရောက်ရှိလာတဲ့အင်အားကောင်းတဲ့တကယ်အာကိုးရပါဒီအာကိုးရတွေဘယ်ကရတုံးဆိုတော့အရေးချင်းရှိတယ်မိမိအစွမ်းကြောက်ပဲရတာပါမိမိကဘာပြစ်လို့အရေးချင်း ရှိတုံးဆိုတော့ရတနာသုံးပါးစတဲ့အမိကောင်းတွေကိုမိကိုခွင့်ရတာကြောင့်အရေးချင်း ရှိတာဖြစ်ပါတယ် ဒါကြောင့်ယေရနာ၃ပါးနဲ့ဆက်ဆက်လာရင်နင်းနေခြိုက်ခြိုက်လေးလေးနက်နက်တဝင်ယုံကြည်တဲ့တရားတရားအားလည်းကောင်းဖို့လိုပါလိမ့်မယ်အရှိကိုအရှိတိုင်ကြည့်ရှုသုံးသပ်ဆုံးဖြတ်နိုင်တဲ့တမာဒိဋ္ဌိစစ်စစ်ဖြစ်တဲ့အသိပညာရှိဖို့လည်းလိုပါတယ်ဒါကြောင့်ဥပ္ပါဒတန်တိကိုရွတ်ဆိုတဲ့အခါမှာ ပွားများတဲ့အခါမှာ နာယူတဲ့အခါမှာယုံယုံကြည်ကြည်စူးစူးဆိုင်ဆိုင်နဲ့ကိုယ့်ရဲ့နှလုံးအိမ်ကိုယ်တန်တန်ကိုယ်စိတ်ထဲမှာစွမ်းအားတွေဓာတ်တွေကူးစက်ပြီးတော့ရောက်ရှိလာအောင်လေးလေးနက်နက်အာယုံပြုကြရမှာပဲဖြစ်ပါတယ်။